ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာတန်30ရောင်းချပေးမှာဖြစ်ပြီးဇွန်လအတွင်းလက်ရှိချိန်ထိဒေါ်လာ125တန်ထုတ်ရောင်းခြင်းဖြစ်ကြောင်းသိရပါသည်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်ဇွန်လ6ရက်နေ့မှာဒေါ်လာတန်30 10ရက်နေ့မှာဒေါ်လာ32တန်18ရက်နေ့မှာဒေါ်လာ33တန်23ရက်နေ့မှာဒေါ်လာတန်30နဲ့ဇွန်လအတွင်းလက်ရှိချိန်ထိဒေါ်လာ125တန်ထုတ်ရောင်းထားပါ ါတယ်။ဗဟိုဘဏ်က SA Trading မှာ CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့ဒေါ်လာ၁.၅၅သန်းကျော်အားစားသုံးစည်တင်သွင်းတဲ့ကုမ္ပဏီများတို့ရောင်းချပေးခဲ့ပါတယ်။ FA trading မှာဗဟိုဘဏ်မှရောင်းချပေးမယ်လို့ကြေညာထားတဲ့ဒေါ်လာ10သန်းအနက်ဒေါ်လာ9သမခွန်ခွန်သိန်းကျော်9သိန်း9044တသမ25အားအခြားကုန်စည်များတင်သွင်းတဲ့ကုမ္ပဏီများတို့ရောင်းချပေးခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ33သန်းရောင်းချပေးမယ်လို့ထုတ်ပြန်ထားပါတယ်။ဇွန်လ18ရက် FA Trading မှာ CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံသားငွေများနဲ့ဒေါ်လာ1.68သန်းကျော်အား73စီတင်သွင်းတဲ့ကုမ္ပဏီများတို့ရောင်းချပေးခဲ့ပါတယ်။ FA trading မှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှရောင်းချပေးမယ်လို့ကြေညာထားတဲ့ဒေါ်လာ10သန်းနဲ့ဒေါ်လာ1သန်းကျော် စေတိန်၄353တရမ၈ခွန်အားအခြားကုန်စည်များ တင်သွင်းတဲ့ကုမ္ပဏီများတို့ရောင်းချပေးခဲ့ကြောင်းဇွန်လ၁၈ရက်နေ့မှာဗဟိုဘဏ်ကထုတ်ပြန်ထားပါရယ်ဇွန်လ၁၆ရက် FA Trading မှာ CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့ဒေါ်လာ၁တရမ၃သန်းကျော်73သိန်း8,329တရမ၃ညသုံးအား73စီတင်သွင်းတဲ့ကုမ္ပဏီများတို့ရောင်းချပေးခဲ့ပါရယ် FA trading မှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမယ်လို့ကြေညာထားတဲ့ဒေါ်လာ၁၀တန်းနဲ့ဒေါ်လာ၁တန်းကျော်၁သိန်း5043ဒရမ3အားအခြားကုန်စည်များတင်သွင်းတဲ့ကုမ္ပဏီများတို့ရောင်းချပေးခဲ့ကြောင်းဇွန်လ၁၆ရက်နေ့မှာဗဟိုဘဏ်ကထုတ်ပြန်ထားပါတယ်